ဒီအရေးတော်ပုံကြီးရဲ့အောင်မြင်မှုကိုတွားရလန်းခီးကပုံမချောမှုပြီးတော့ပုံမပြီးတော့အရှိအဟုန်ကောင်းလာမယ်ဆိုတာကိုကျွန်တော်တင်ပြခြင်းတယ်ဆိုတော့ဒီဒေါ်လာရဲ့ကြီးအောင်မြင်ဖို့လူမှုဆိုတာကလူမှုကိုဘာလို့စေချင်တာလဲလူမှုကိုကျွန်တော်တို့ကအမြဲတမ်းအရေးတော်ပုံတက်သားတွေဖြစ်အမြဲတမ်းပါဝင်နေပြီးတော့အဆုံးစွန်ပါလူမှုအခြေပြု ပြည်သူ့စစ်တော်လှန်ရေးတွေကိုဆင်နွှဲနိုင်တဲ့အခြေအားအထိကိုလူထုကိုပညာပေးနဲ့ခေါင်းဆောင်တွေကဥဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်အဲ့ဒီအထိကိုအစွန်းစွန်ထိသွားကြမှရမယ်အနေအထားရှိပါတယ်ကျွန်တော်တို့အောင်မြင်ခဲ့တဲ့ရေတော်ပုံကြီးတွေဒေါ်လာရေးတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်တိုင်းပြည်မှာဖြစ်ဖြစ်ဒီလိုမျိုးလူထု ခြေပြုတ်တော်လိုင်းရင်းနဲ့လက်နက်ကင်တော်လိုင်းရင်းနဲ့ပေါက်ဆက်ပြီးတော့သွားကြရတာပါဆိုတော့ကျွန်တော်တို့စင်ကဲဖြစ်စဉ်တွေနဲ့အောင်မြင်မှုဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းအစကကျွန်တော်တို့လက်ဗလာနဲ့စအဲ့လက်ဗလာကနေပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ပါလေမျိုးပြစစ်စင်ရေးတွေနဲ့မျိုးပြပြောက်ကြားတွေစင်ကဲတိုးတက်မှုဖြစ်စဉ်တွေကိုတွေ့ကြမှာဖြစ်တယ် အလုံးတိုင်းနိုင်ငံပါခင်ဗျာကျွန်မ YouTube channel မှာတက်ဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်တဲ့အတန်းတန်းကောင်းတွေကိုတင်ဆက်ပေးနေတာပေါ့ကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပြီး like ချင်တယ်ပြောပေးနေတဲ့ YouTube channel တွေကိုလည်းပို့တောင်းဆိုချင်ပါတယ်ခင်ဗျာလက်ပလာလက်ပလာကနေမျိုးပြမျိုးပြပျောက်ကြားအဲ့ဒီမြို့ပြပျောက်ကြားကနေပြီးတော့ဓံပေါက်ကျွေးတဲ့ပျောက်ကြားစစ်အလေးငိုက်ဝင်စော်တဲ့ဟာတွေ အခုအလေးအငိုက်ဝင်စော်တဲ့နေရာကနေတဆင့်တက်ပြီးတော့ဘာဖြစ်တယ်လဲစစ်ကြောင်းပြန်ပြီးတော့ထိုးတဲ့ဟိုဘက်ကထိုးစစ်အဲ့ဒီကနေပြီးတော့အဆင့်တက်ပြီးတော့ကျွန်တော်တို့ကရန်သူကိုစခန်းသိမ်းတိုက်ပွဲတွေအထိစင်နွေးလာနိုင်တဲ့လက်နက်ကိုက်ကြော်လေအရှိအဟုန်ကမြစ်တက်လာပါတယ်ထိုးနေသူဆိုတော့ပဲကျွန်တော်တို့ကျူဘာဒေါ်လာရေးကိုကြည့်မလား ဗီယက်နမ်ဒေါ်လာရေးကိုကြည့်မလားတရုတ်ဒေါ်လာရေးကိုကြည့်မလားကြည့်လို့ရှိရင်ဒေါ်လာရေးတွေဒီလူလူကြားကပောက်ပွားလူလူကြားမှာနေလူလူကြားမှာရှင်းသန်းလူလူကြားမှာစီယုံအဲ့လိုနီးကနေတစ်ဆက်ပြောက်ကြားဆက်တွေကိုစင်နွဲပြီးတော့နောက်ဆုံးတတိုင်းပြည်လုံးကိုလွှမ်းခြုံတဲ့အောင်မြင်မှုတွေကိုသွားတဲ့လမ်းခီးမှာတော့အဲ့ဒီ လူလူအခြေပြုပျောက် जा ဆက်တင်နဲ့ခုနကလက်နက်ကင်ပျောက် जा ဆက်တင်နဲ့ပူပေါင်းပြီးတော့တွားခဲ့ကြရဲဆိုတာကိုကျွန်တော်ပြည်သူတွေအကုန်လုံးတွေးကြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမဖြစ်မနေဒီလန်ခီးကြီးကိုဖျက်သားရမှာဖြစ်တဲ့အတွက်ဒီအတွက်ကိုခေါင်းဆောင်တွေအကုန်လုံးကတည်တည်ကြကြပြင်ဆင်ပြီးတော့ခေါင်းဆောင်လို့ဆိုတဲ့နေရာမှာကျွန်တော်တို့ခေါင်းဆောင်မှုအပိုင်းကမြန်မာပြည်မှာလောလောဆယ်နှစ်ပိုင်းပေါ့ဗျာနော်ဒိုင်းသာလက်နက်ကင်တပ်ဖွဲ့ခေါင်းဆောင်ကြီးများဤခေါင်းဆောင်မှုနှစ် ຫນွေဥဒေါ်လာရေးခေါင်းဆောင်မှုဆိုတဲ့နှစ်ပိုင်းတော့တွေ့ကြရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြောတဲ့ခေါင်းဆောင်ကြီးများဆိုတာကခုနကလက်နက်ကိုက်ဒေါ်လာရေးခေါင်းဆောင်တွေကຫນွေဥဒေါ်လာရေးခေါင်းဆောင်တွေရောအားလုံးကိုစုလို့ပါတယ်။အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လူဒုကိုအခြေပြုပြီးတော့လူဒုပြည်သူစစ်စစ်စည်ရေးတွေနဲ့ပေါင်းဆက်ပြီးတော့လူလူနဲ့တော်လိုင်းနဲ့သသားတွေဖြစ်သွားပြီးတော်လိုင်းရင်းနဲ့လူလူနဲ့သသားတွေဖြစ်သွားပြီးတော့ အရေးတော်ပုံပြတ်သားတွေနဲ့ပြီးသူပြီးသူနဲ့အရေးတော်ပုံပြတ်သားတသားတည်းပြစ်ပြီးပြီးသူတိုင်းဒီအရေးတော်ပုံပြတ်သားအရေးတော်ပုံပြတ်သားတိုင်းဒီပြီးသူဆိုတဲ့အဆင့်ကိုရောက်တဲ့တနေ့ကျွန်တော်တို့မြမာပြီးမှာပွဲသိမ့်တိုက်ပွဲတွေညွှတ်လို့ရပြီမအားလာဒီအဝီစီးကိုဆင်းရတဲ့နေ့ကိုရောက်ပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးကြီးကစိတ်ကူးရင်လို့တော့မရအောင်လက်တွေ့ဆံမှာရမှာနော်အဲ့တော့ mask media ရဲ့ money ရဲ့ military ရဲ့ကျွန်တော်ကသေးကြတဲ့ကျွန်တော်တို့ military ဆိုတာကတော့ခုနကပတ်စပ်ပေါ်ခြေပြုတ်နောက်ကိုမှလက်နက်ဆက်ရုံမရှိကြီးစံဆက်ရုံမရှိဆိုတော့အဲ့တော့ကကျွန်တော်တို့ဒီလက်နက်ကကြော်လိုက်တစ်ခွက်ကြီးအများကြီးရှိတယ်နော်သူတို့တွေသူတို့တွေသူတို့တွေကိုကျွန်တော်တို့ကလောလောဆယ်မှာကိုယ်တိုင်လည်းမထုတ်နိုင်သေးတဲ့အချိန်မှာတော့ကျွန်တော်တို့တွေအရောက်ချင်းစီတိုင်းကသူတို့ကိုတက်ဆင်ပေးနိုင်ဖို့နော်ငွေကြေးတွေ ကျွန်တော်တို့ဝိုင်းပြီးပံ့ပိုးရမှာဖြစ်ပါတယ်အထူးဖြတ်လို့ကျွန်တော် congratulation ပေါ့ဂုဏ်ပြုစကားပြောချင်တာကတာငူကေတုမတီလီဒါစကားဌာနချုပ်ကိုအပြတ်နှွာလိုက်တဲ့နော် brave warrior the bab မြန်မာအပါဝင်ပူပေါင်းစစ်စေးမဟာမိတ်တွေအကုန်လုံးကိုအထူးပင်ဝမ်းသာကြောင်းဂုဏ်ယူကြောင်းပြောကြားခြင်းနဲ့နောက်ဆက်တွဲသတင်းတွေအရကေတုမတီလီဒါစကားဌာနချုပ်က တော်တော်လေးချိနာသွားပြီးတော့နော်လဒအကောင်ကြီးကြီးတွေလည်းတော်တော်လေးကိုမာလကီးယားသွားသလိုနော်ဖိုက်တာဂျက်တချို့တွေဂူတော်ယုံတွေလည်းထိခိုက်ပျက်စီးသွားတယ်ဆိုတော့သတင်းကိုအားရစပွဲကျွန်တော်တို့ကြားသိရတဲ့အတွက်ဒီဒေါ်လာရဲ့ကြီးမှာအလွန်အရေးပါတဲ့မဟာဗျူဟာကြီးကိုအကောင့်ထဲပေါ်တဲ့နော်ကျွန်တော်တို့အရေးတော်ပုံတက်သားတွေကိုတကယ်ကိုပဲရှီကျူးချောင်းဂုံယူချောင်းပြောကြပြရစီတခါပြီးခဲ့တဲ့ရက်ပိုင်းနော် ဆက်ကွန်နီယန်နီယာနဲ့ဒူဘိုင်ရဲ့ပခုတ်ကူဘက်မှာနော်ရန်သူစစ်ကြောင်းကိုရော့ကတ်တွေနဲ့နှွာတဲ့ကျွန်တော်တို့နော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဒီသားဆိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းမဟာမိတ်တွေအကုန်လုံးကိုလည်းအလုံးအလုံးဂုံယူဝမ်းမြောက်ကြောင်းကျွန်တော်ဒီနေရာကနေပြီးတော့ပြောကြားချင်ပါတယ်နော်ကျွန်တော်တို့ဒီဒေါ်လာအကြီးအောင်ဖို့ဆိုလို့ရှိရင်ဒီ M လေးလုံးကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့အောင်မြင်အောင်သွားကြမှာဖြစ်တယ်အဲ့တော့ယနေ့ကျွန်တော်တို့တောက်လျှောက် ီသူကိုတင်ပြလာတဲ့အချိန်မှာမတ်ဆိုတဲ့လူလူเจ้าကိုကျွန်တော်တို့အချင်းချင်းပြောတယ်နော်တခါမန်နီဆိုတဲ့ပတ်စံအရေးပါမှုတွေအเจ้าကိုကျွန်တော်တို့ခဏခဏပြောတယ်နော်မီလစ်ထရီဆိုတဲ့အရေးပါမှုကိုအချင်းချင်းပြောတော့လေကျွန်တော်တို့ရှားထဲမှာပြောဖို့တခုလိုနေတဲ့မီဒီယာအเจ้าကိုကျွန်တော်တို့ဒီနေ့ပြောမှာဖြစ်ပါတယ်နော်ဒီနေ့အဲ့ဒီအเจ้าကိုကျွန်တော်ပြောမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီဒေါ်လာရေးကြီးအောင်ဖို့ဆိုရင်เนาะဒီဒေါ်လာရေးကြီးအောင်ဖို့ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးကြီးကိုစစ်ကိုအနိုင်တိုက်မှရမယ်စစ်ကိုအနိုင်တိုက်ဖို့ဆိုလို့ရှိရင်လေစစ်ကိုတကယ်နိုင်အောင်တိုက်နိုင်တဲ့သူတွေနဲ့နိုင်အောင်တက်ချင်တဲ့သူတွေတိုက်ဖို့အရေးချင်းရှိတဲ့သူတွေเนาะသူတို့နဲ့တိုက်မှဖြစ်မယ်အဲ့လိုမျိုးစစ်ကိုအနိုင်တိုက်နိုင်မဲ့သူတွေကဘလို့လူမျိုးတွေပဲဖြစ်တဲ့တည်းလဲဆိုတော့လူကောင်းလူတော်တွေကောင်းပြီးတော်တဲ့သူတွေဥမာဆိုလို့ရှိရင် တော်ပြီးမကောင်းတာဆိုရင် Donald Trump အဲ့လိုလူမျိုးတွေလည်းမဖြစ်ဘူး Donald Trump တိသူ့ဘာသူတော်ရင်တော်မယ်ဒါပေမဲ့စိတ်ဓာတ်ကညစ်ပတ်တယ်စက်ပြတ်တယ်ကောက်ချစ်တယ်ရုပ်မာတယ်အောက်တန်းကြတယ်နော်အဲ့တော့ Donald Trump လိုလူမျိုးတွေနဲ့လည်းမြန်မာပြည်မှာမဖြစ်ဘူးတကယ်တကယ်တကယ်လိုအပ်တဲ့အရာသည်ကောင်းပြီးတော်တဲ့လူကောင်းလဲကောင်းမယ်တော်လဲတော်အောင်အဲ့လိုလူတွေနဲ့ကျွန်တော်တို့ကအစားထိုးပြီးတော့ဒီတော်လရင်ရဲ့ဥစ္စာမှုနေရာကိုယူသွားမယ်ဆိုလို့ရှိရင်ဒီတော်လရင်ကြီးကတိတဲ့တိတဲ့တနေ့တဲ့တနေ့ရှေ့ရောက်မှာဖြစ်တယ် ဒီကြောင့်ရကူကျွန်တော်တင်ပြတင်တယ်အဲ့တော့ဒီဒေါ်လာရဲ့ကြီးအောင်ဖို့ဆိုလို့ရှိရင်စစ်ကိုအနိုင်တိုက်ရမယ်စစ်ကိုအနိုင်တိုက်ဖို့ဆိုလို့ရှိရင်တကယ်စစ်ကိုနန်းအောင်တိုက်ချင်တဲ့ဆန္ဒရှိပြီးတော့အမျှော်မြင်ကြီးပြီးတော့ကောင်းပြီးတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားပြီးတော့အောင်ဖို့အကြောင်းအရာတွေကိုအောင်ဖို့လုပ်နိုင်သူများနဲ့အောင်ဖို့လုပ်နိုင်ရမယ်ဆိုတဲ့ဟာကိုအဓိကပြောကြရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့မဖြစ်မနေအောင်ဖို့ဆိုရင်အဓိကလုပ်တဲ့ရန်သူကိုဥချိုးတဲ့ မဟာဗျူဟာကြီး9ရက်ဆိုတာကိုကျွန်တော်တင်ပြခဲ့တယ်။အဲ့ဒါတွေကနံပါတ်1ရန်သူကတမိန်မွေးရင်ကြားဆိုင်ဖြစ်နေတဲ့သူတို့ရဲ့စက္ခတွေစုံရှုံမှုလေလွတ်မှုပျက်စီးမှုဒါကိုကာဗန်ဖြစ်ဖို့လို့အတွက်မရှိမနေစစ်မှုထမ်းဥပဒေနဲ့ပြည်သူတွေကိုပြန်ပြီးတော့နော်ပြည်သူတွေကိုပြန်ပြီးတော့စစ်တနာနှစ်ပတ်ပေးပြီးတော့အိမ်ချက်ချင်းအိုးမဲတုတ်ခိုင်းနေတဲ့အရာသည်ရန်သူဘက်မှတော်တော်လေးခီးရောက်လာပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့ တိုင်းသားလက်နက်ကြိုက်တော်လိုက်တဲ့ဘက်ခေါင်းဆောင်ကြီးတွေကနွေဦးတော်လိုက်ခေါင်းဆောင်ကြီးတွေရောအကောက်လုံးဒီဒီအခြေကြီးဆုံးဖြစ်တဲ့နံပါတ်1ရန်သူကနော်သူတို့အစအသေးခံပိုင်းမဲ့လူသားဒိုင်းကကြီးတွေကိုရစီစေနေနိုင်နဲ့မဖြစ်မနေစစ်မှုထမ်းဥပဒေကြီးပြက်စီးသွားအောင်အကောင့်တွေဖော်လို့မရတော့ရက်ဆိုင်သွားအောင်ကျွန်တော်တို့လှုပ်ဖို့ကအလွန်လုံးရေးကြီးတယ်နံပါတ်1နေ့စဉ်တည်းမြန်ရနေဆိုလို့ရှိရင်လေချောင်းတက်ခိုက်မှုတွေတောက်လျှောက်ကိုပို့ပြီးတော့လှုပ်လာတယ် ပလဲကိုဘုံကျဲတယ်။နော်ရခိုင်မှာမြို့ပေါင်းစုကိုဘုံကျဲတယ်။ဗမော်မှာဘုံကျဲတယ်။ကရင်မှာဘုံကျဲတယ်။နေရအနက်မြန်မာပြည်အနက်မှာအရင်ကတည်းကပို့ပြီးတော့ဘုံနေဘုံနေကိုလှိုင်းလှိုင်းကြီးကျဲလာတဲ့အတွက်ကျွန်တော်တို့ကဒါကိုကောက်တာလုပ်ဖို့ဆိုကျွန်တော်တို့ရှင်မှာငတ်ကင်မရှိသေးဘူးပစင်းကင်မရှိသေးဘူး။ပိုက်ဖိုက်တာအနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာယနေ့ brave warrior for မြန်မာတို့လို့ငတ်တိုက်တယ်လရတိုက်တယ်ကိုဖြတ်ဖို့လို့တော့တိတ်ရေးကြည့်ပါလေနံပါတ်3 ရန်သူသည်နော်ရန်သူသည်သူ့ရဲ့ကင်ထားတဲ့လက်နက်တွေသည်နော်ကြည်စံမရှိရင်ဒုတ်ပဲအဲ့တော့ကပ္ပစတွေကိုကျွန်တော်တို့ကချိန်မုံးရမှာဖြစ်ပါတယ်ဒါကြောင့်ကမ္မကစားဆက်ယုံတွေကိုချိန်မုံးခဲ့တဲ့နော်ဗမာအာမီလိုဟာမျိုးနော်ကပ္ပစတွေကဒီဘကိုးတိုင်းမော်အေမျိုးကအေအရီမြစ်ကအရှိချမ်းနဲ့အနောက်ချိုင်းဘကိုးတိုင်းမကွေးတိုင်းတော့ဒီလိုနေရာတွေမှာအဓိကတိစောက်ထားတာဖြစ်တဲ့အတွက်ဒါတွေကိုအထူး special mission တွေအနေနဲ့အကောင့်ထည့်ဖို့ပေးဖို့ ကျွန်တော်ဒီနေရာကနေတိုက်တွန်းခြင်းလေနံပါတ်၄เนาะကျွန်တော်တို့မအလာမအလာရဲ့တည်ယူပို့ဆောင်ရင်းနဲ့ဆက်သွယ်ရေးရန်နေရာတွေကိုကျွန်တော်တို့ရှင်းခြင်းဥပမာဆိုလို့ရှိရင်မအလာဗမောမှာကြွားပြီးတော့မအလာစစ်တိုက်လို့ရနေတာကเนาะဗမောမြေကူးတရာကိုအလွယ်တကူဖျက်လို့ရနေလို့လားเนาะရဟင်းနဲ့လာပြီးတော့လာပြီးတော့စက်ခတွေကိုလူသစ်เนาะခွေးသစ်လာချပေးနေလို့ရနေလို့လား နော်ဒါမှလို့ရှိရင်လက်နက်ခဲရန်နေစင်စက်မပြတ်အလွယ်တကူရောက်နေလို့လားအဲ့တော့ဒီမအားလာကကျွန်တော်တို့ကချင်မလာပြီးစစ်ထိုးလို့ရနေတာနော်ကရင်မှာလာပြီးတော့နော်စစ်ထိုးလို့ရနေတာဒီရင်းမြစ်ရေတောက်မြစ်တို့ရဲ့ root cause ကိုကျွန်တော်တို့ကဖြတ်ဖို့ကြိုးစားမှာဖြစ်ပါတယ်ဒါတွေကိုဖြတ်ဖို့ဆိုလို့ရှိရင်လေကျွန်တော်တို့နော်တကယ်ကိုတိုင်းတလနဲ့ကြိုက်တက်ပွဲခေါင်းဆောင်ကြီးတွေဤဥဆောင်မှုနဲ့အမျှော်မြင်နဲ့လှုပ်ဆောင်ပေးနိုင်မှု မြေပြင်မှာကျွန်တော်တို့အညာသားတွေရှိတယ်ဗမာတွေရှိတယ်စေရေးဆွဲရေးတွေလည်းပြည့်ဝလာပြီတိုင်ရေးဆရံဆွဲရေးလည်းပြည့်ဝလာပြီတို့တို့တွေကအစင်သက်မဲ့ရှိနေတဲ့အချိန်မှာကျွန်တော်တို့တိုင်ရင်သားလက်နက်ကိုက်ကပ်ဖွဲ့ခေါင်းဆောင်ကြီးတွေနဲ့မျိုးတော်လဲခေါင်းဆောင်တွေအကုန်လုံးစုပေါင်းပြီးတော့ဒီမဟာဗျူဟာကိုလည်းအကောင့်ထည့်ဖော်ဖို့ကျွန်တော်အနေနဲ့တင်ပြခြင်းလဲအဲ့တော့ကျွန်တော်ဒီနေ့ live ရဲ့အဓိကဒီဘာလဲဆိုတော့ mask media ရဲ့ money ရဲ့ military ရဲ့အဲ့လေးခုထဲမှာ m တလုံးဖြစ်တဲ့ media အဲ့ဒီ media ဆိုတာဒီကျွန်တော်တို့ ချစ်တီရရဝါရဖြန့်ချီရလဲလုံးလို့ရတယ်ရန်သူကိုလဲထိုးနှက်လို့ရတယ်လို့အဲ့ဒီမီဒီယာဒီတကယ်အသုံးချတဲ့စီယုံရေးဆွဲရေးပါပဲအဲ့တော့ကျွန်တော်တို့ຫນွေဥတော်လိုက်ရေးမှာအဓိကကျွန်တော်သွားပြီးတော့အားနေချက်တခုကိုသွားတွေ့ရတာကစီယုံရေးဆွမ်းချင်တတော်ဖြစ်နေပါတယ်နော်စီယုံရေးဆွမ်းရည်တွေအားနေတဲ့အခါမှာဂျိတ်ဆက်တွေပြက်ဂျိတ်ဆက်တွေပြက်ပြီးတော့အထင်မြင်နေလွဲနော် မမာနာတွေထောင်လွား तू ကဘာကမလို့လဲငါကဘာကမလို့လဲငါတို့ဘွဲကဘာဟိုဘွဲကဘာငါတို့ကတော့မန်တရထားတာငါတို့ကတော့ရွေးကောက်ခံထားတာငါတို့ကတော့အစင်လာကဘလောက်ရှိပြီငါတို့ကတော့ဘာလူမျိုးငါတို့ကတော့ဘာအဲ့ဒီဟာတွေကအဲ့ဒီဟာတွေကဖြစ်နေတဲ့အခါမဲနော်ကျွန်တော်တို့ဒီဒေါ်လာအေးကြီးကိုတော်တော်လေးကိုတတ်ရမှုရှိတယ်အဲ့တော့ကျွန်တော်ယနေ့တိုက်တွန်းလို့ဆိုချင်တာကအဲ့ဒီစီယုံရဲ့စွမ်းရည်ကို ကျွန်တော်ကျမတို့အရောက်ချင်းစီတိုင်းပြည်သူအရောက်ချင်းစီတိုင်းနှစ်တကွလုံးတော်လေးခေါင်းဆောင်တွေကတိုင်းတလန်းတကိုက်တပွဲတော်လေးခေါင်းဆောင်တွေကအားလုံးခေါင်းဆောင်တွေအကုန်လုံးအသီးသီးအသီးသီးကျွန်တော်တို့ဒီစီယုံရဲ့စွမ်းရည်ကိုပုံမှုပြီးတော့ထိထိရအောင်အသုံးချကြဖို့လုပ်ကြဖို့ကျွန်တော်အနေနဲ့ဒါကိုတိုက်တွန်းလို့ဆိုလို့ခြင်းဖြစ်တယ်အထူးဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ယနေ့နော်ကျွန်တော်တို့ပြန်ကြည့်ကြည့်လိုက်နွေဦးတော်လေးမှာကြည့်မယ်ဆိုနွေဦးတော်လေးရဲ့အစမှာတပ်တန်နဲ့ အကုန်လုံးဖြစ်ခဲ့ကြတယ်တီယုံရေးစွမ်းရည်တွေကိုနော်စီယုံရေးစွမ်းရည်တွေကိုကျွန်တော်တို့ပြက်ပြက်ဝဝအသုံးမချနိုင်ဘဲနဲ့အဲ့ဒီစီယုံရေးစွမ်းရည်စန့်ကျင်ဘက်ငါနဲ့မတူငါရန်သူငါအောင်မဝင်ငါရန်သူလောက်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့တော်လိုက်အကြီးပေါ်မှာသွားပြီးတော့တတ်ရောက်မှုတွေအများကြီးဖြစ်တယ်ဆိုတော့သတ်စေချင်တယ် ဆိုတော့စီယုံရေးစွန့်ရည်ဒီတက်အရေးကြီးတယ်အထူးသဖြင့်ယနေ့အချိန်ခါမယ်ကျွန်တော်တို့ကတော်လန်ရေးကိုအစ်စ်မြင့်မယ်ဆိုရင်ကျွန်တော်တို့ဒီပီသူနဲ့ဒီတော်လန်ရေးနဲ့သသားတဲ့ဖြစ်ပြီးတော့ဒီပီသူကငါတို့အားလုံးကလည်းတာဝန်ရှိတယ်တာဝန်ယူရမယ်ဆိုပြီးတော့အဲ့ဒီပီသူပျောက်ကြပီသူစစ်မဟာပြော်နဲ့တွားပြီးတော့အဆုံးသတ်တက်ကွဲဖို့စင်နွဲကြဖို့ဆိုရင်အဲ့ဒီစီယုံရေးစွန့်ရည်ကပိုအရေးကြီးတယ်တက်အရေးကြီးတာပေါ့ စီယုံစွာရတဲ့အရေးကြီးတာပေါ့စီယုံနိုင်မှုတဲ့အရေးကြီးတယ်စီယုံနိုင်မှုတဲ့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့အတိတ်၄နှစ်တာကာလမှာမစီယုံတဲ့အပြင်ထိုးခွဲတယ်မစီယုံတဲ့အပြင်ရန်လုတ်တယ်မစီယုံတဲ့အပြင်တိုက်ခိုက်တယ်စီယုံနေဆိုတာကစီလုံးဖို့အင်အားတွေစုစည်းဖို့ရှိနေတဲ့အင်အားတွေမပွန်ပဲ့သွားဖို့ အမတူညီတဲ့အမြင်တွေဆိုတာကရှိမှာပဲဝေဖန်ထောက်ပြတာနဲ့ငါနဲ့မတူငါရန်သူဆိုပြီးတော့တိုက်ခိုက်မှုတွေအုပ်စုဘွဲ့အနိုင်ကျင့်မှုတွေအထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့နော်ကျွန်တော်တို့ live ပေါ်မှာ follower များတာနဲ့နော်အယုတ်တအနတ်တအောက်တန်းကျစွာနဲ့အောက်လုံးတွေနဲ့အောက်ပိုင်းတွေနဲ့အုပ်စုဘွဲ့အဲ့ဒီပုံကိုယ်တွေကအစိုးရဆိုတဲ့ပုံကိုယ်တွေရဲ့ရှေ့ရောက်ပြီးတော့ ငါနဲ့မတူငါရင်သူအကုန်လုံးထိုးခွဲပြီးတော့တိုက်ခိုက်ပြီးတော့ခိုးစားပြီးပေါင်းစားလိုက်ကြတော့တော်လည်းရေးကြီးကထိသွားတယ်တော်တော်ထိသွားတယ်ယနေ့အချိန်မှာဒါကူကျွန်တော်တို့ကပြင်ကိုပြင်ရမယ်ပြောင်းကိုပြောင်းရမယ်အဲ့တော့စီယုံရေးစွမ်းရည်တွေကိုယနေ့အချိန်မှာပြဖို့လိုတယ်အဲ့တော့မေးမျိုးထိုက်တန်တဲ့စီယုံရေးစွမ်းရည်ကိုဘသူကပြဖို့တာဝန်ရှိတယ်လဲမေးအယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်ကျွန်တော်မှာတာဝန်ရှိတယ်ခင်ဗျားမှာတာဝန်ရှိတယ်ပြီးသူအယောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ် ဟုတ်ပြီရှက်ကကျွန်တော်တို့เนาะကျွန်တော်မိတ်ဆွေနိုင်ငံရေးသမားကြီးပြောသွားတဲ့ဥပမာလိုပဲအဲ့ဒီစီယုံရေးစွမ်းရည်ကိုပြဖို့တာဝန်ကဈေးထဲမှာပန်းရောက်နေတဲ့ဘန်းတဲ့အတော်ကြီးနဲ့ဥစားမှုနေရာကိုယူထားတဲ့သူတွေရဲ့ပြရမယ်တာဝန်နဲ့တာဝန်ခံမှုနဲ့ကကွာလိုက်မယ်ဘယ်သူကပို့ပြရမလဲဥစားမှုနေရာကိုယူမတူညီတဲ့အမြင်တွေကိုတိုက်ခိုက်မယ်အစားပေါင်းလုံးနိုင်ဖို့ ိုးစားနိုင်ရမှာအဲ့လိုမျိုးဆိုတာကတန်ရှင်းတော့လက်လေလူတယ်အဲ့တန်ရှင်းတော့လက်မဟုတ်လို့ရှင်လဲဘယ်လိုလုပ်ပြီးပေါင်းလုပ်ကြမလဲဆိုတဲ့မိကုံးကလည်းရှိတယ်နော်တန်ရှင်းတော့လက်လေဖြစ်ဖို့လူတယ်တရားမျှတမှုဆိုတာကတန်ရှင်းတော့လက်နဲ့ပဲရနိုင်သလိုတကယ်ကိုစီးလုံးညီညွတ်မှုကိုဖော်ဆောင်ဖို့ဆိုတာကလည်းအဲ့စီးလုံးညီညွတ်မှုကိုဖော်ဆောင်ကြပါဆိုတဲ့ပြောဖို့လှုပ်ဆောင်ဖို့ပုံကိုယ်တွေကိုယ်တိုင်ကရှေ့ကနေပြီးတော့ တမတမကြကြနဲ့ပမှန်ကန်ကန်နဲ့ရေဝွန်းနဲ့ပြပြတသားနဲ့အနစ်နာခံမှုနဲ့ကိုချိုးစွန်းမှုနဲ့လက်တွေမြေပြင်ပေါ်မှာရှိမှုနဲ့ဒီလိုမျိုးတွေပြကြမှအဆင်ပြေပါနော်ဒါမှအဆင်ပြေပါဒါမှအဆင်ပြေပါအဲ့တော့ကျွန်တော်တို့ဒီຫນွေဥဒေါ်လာရေးကြီးနော်ဒီတက်ပို့ပြီးတော့အချိန်အောင်ကောင်းဖို့ဆိုလို့ရှိရင်စီယုံရေးစွမ်းရည်တွေပြကြဖို့အချိန်တန်ပါပြီ ငါနဲ့မတူငါရန်သူဆိုပြီးတော့အုပ်စုဖွဲ့ပြီးတော့ဒုတိယဂျပန်နော်ဟိုဘက်ဒီဘက်တိုက်ခိုက်တဲ့ပုံစံမျိုးတွေမဖြစ်စေချင်ပါဘူးကျွန်တော်ပြည်သူတွေသတိထားမိလားမသိဘူးပထမမြမတပီလုံးမှာပြည်သူတွေအကုန်လုံးကပြည်တွင်းပြည်ပနော် line ball line out အကုန်လုံးညီနေတဲ့အချိန်မှာဘယ်ကနေစဖောက်ပြီးတော့ဒီတော်လိုင်းရေးကိုစထိုးခွဲတာလဲအငင်းကိုစပြီးတိုက်ခိုက်တာဘာတူလဲ နော်မအိုင်ရင်းတို့ကိုစပြီးတော့တိုက်ခိုက်တာဘာလို့လဲအဲ့တော့ကြီးလိုက်တော့တောင်းလျှောက်ကိုကြီးလိုက်တဲ့အခါကျတော့ဒီထပ်ပို့တွေအကုန်လုံးကိုတယောက်ပြီးတယောက်လိုက်တိုက်ခိုက်ပြီးတော့တော်လိုင်းဆိုတာဖုံးသွားပြီးတော့နွေဦးတော်လိုင်းဆိုတဲ့နာမည်ပြတ်ပြီးတော့ဘဒူနဲ့ကတော့ပွဲဖြစ်နေပြီဘဒူကတော့ပွဲဖြစ်နေပြီဆိုပြီးတော့အဲ့ဒီ follower ဆိုတဲ့အားနဲ့အသုံးချပြီးတော့နွေဦးတော်လိုင်းကိုရက်ဆက်ရုပ်မှာကောက်ကျက်သွားတာချက်ချင်းလေးပဲ ဒီဟာကြီးရဲ့နောက်မှာအဲ့ဟာကြီးရဲ့အောက်မှာကနုကြီးကရောက်နေတဲ့အခါမှာပြဿနာဖြစ်လာအဲ့တော့ယနေ့အချိန်မှာနုကြီးကိုကျွန်တော်တို့နော်အတိတ်မှာပြန်ပြီးတော့ကြီးကြီးလိုက်ပြည်သူတွေကိုစီယုံဖို့ဥစားဖို့ကျွန်တော်တို့တွေအကြံဉာဏ်တွေပေးတယ်လမ်းမီဆက်သွယ်ဖို့တွေဒီပေါင်းဆောင်စူးစမ်းတယ်နော်အရန်ကိုခတ်ခဲ့ပါတယ်အရန်ကိုခတ်ခဲ့ပါတယ်ယနေ့လို ID ခစ်ကြီးမှတော့မှ social media ခစ်မှတော့မှအရန်ကိုခတ်ခဲ့ပါတယ် အဲ့တော့ဒါသည်အတိတ်ကသင်ငန်းစာအဲ့တော့ယနေ့ပြစ္ဆုတ်ပံနဲ့အနာဂတ်အတွက်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်စေချင်တာကကျွန်တော်တို့ပြည်သူတွေတင်ပြချင်တာကအလွယ်တကူဆက်သွယ်လို့ရတဲ့ပုံကူတွေဖြစ်စေချင်တာအဖွဲ့အစည်းတွေဖြစ်စေချင်တယ်တက responsive တကယ်ဆက်သွယ်လာပြီဆိုလို့ရှိရင်လည်းအေးအလောင်းနဲ့မပြီးပဲနဲ့တာဝန်ယူမှုတာဝန်ခံမှုနော် responsibility နဲ့ accountability ရှိရှိနဲ့เนาะဒီမှာတော့ကျွန်တော်တို့ဒီ case တွေဖြစ်တယ်เนาะလူခွေရင်ဝင်ကြီးကျွန်တော်တို့လန်းတိုင်တရားရေးဝင်ကြီးလန်းတိုင်ဆိုပါတော့အဲဟီးအဲ့လောက်နဲ့မပြီးသွားနိုင်လေနောက်ပိုင်း follow up update outcome result ဒါတွေလည်းဖြစ်ဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ကအခုကနေတင်ပြတော့ဟုတ်ပြီခင်ဗျားတို့တွေเนาะ outreach ဖြစ်ဖို့လိုတယ် နော်အလွယ်တကူ communicate လုပ်ဖို့လိုတယ်လို့ပြောတဲ့အချိန်ကျရင်တော့စာတွေတော့အလွယ်တကူပို့လို့ရကောင်းရသွားနိုင်ပါရဲ့တော်တော်လဲစာတွေအသံတွေဗီဒီယိုတွေပို့ပြီးလို့ရှိရင်ဘာမှပြန်မလာရင်လည်းဘာမှအသေးပဲမရှိဘူးသဘောတရားကိုကျွန်တော်ပြောတာဒါအပြင်တကယ်တကယ်ခုနကကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုဈေးထဲမှာပန်းရောက်တဲ့ပန်းတွေအတော်ကြီးနဲ့ ဥစားမှုနေရာကိုယူထားတဲ့သူ ਨੇ ဘ누구ကပို့ပြီးတော့တာဝန်ရှိတယ်လဲဆိုဥစားမှုနေရာကိုယူထားတဲ့သူကတာဝန်ရှိတာပေါ့အဲ့တော့ပြည်သူကိုစီယုံဖို့ကပြည်သူကနေလိုက်ပြီးတော့ခမရတို့ကိုစီယုံရမှာလားခမရတို့ကပြည်သူကိုစီယုံရမှာလားဆိုတော့စဉ်းစားအဲ့တော့ခေါင်းဆောင်မှုနေရာကိုယူထားတဲ့သူတိုင်းကပြည်သူကိုစဉ်းစားရမယ်ဆိုတာကလူတိုင်းသိနေတဲ့ကိစ္စပါအဲ့တော့ဒါကိုကျွန်တော်တို့မလုံနိုင်ဘူးလားခမရတို့ကနေအရင်စပြီးတော့ ်ခင်ဗျားတို့ဘာခင်ဗျားတို့ဘာကောင်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ဘလို့ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ဘာကြီးပဲဖြစ်နေနေဘလောက်ပဲနှစ်သက်တမ်းကြာကြာအဓိကတော့ခင်ဗျားကြီးရဲ့အတန်ကိုစုပေါင်းပြီးတော့တစုတစည်းတွေနဲ့ဖြစ်သွားပြီးတော့အင်အားတွေပို့ပြီးတော့စုစည်းလောက်ထားပါတော့ဒဇုံတယောက်ကခင်ဗျားတို့တောက်လျှောက်ဝေဖန်နဲ့ထောက်ပြဟုတ်ပြီသူဘာကြောင့်ထောက်ပြတယ်လဲဆိုတာလေခင်ဗျားတို့ကြည့်ရမယ်ဘလို့မှတာဝန်ရှိတယ်လဲဆိုကျွန်တော်တို့အဲ့ဒါကြောင့်ပြောတာဒီတော်လရင်အောင်ဖို့ဆိုတာက ခေါင်းဆောင်မှုအရန်ကောင်းမှုလို့ရတယ်စီမံခန့်ခွဲမှုအရန်ကောင်းမှုလို့ရတယ်အဲ့ဒီခေါင်းဆောင်တွေမှာတာဝန်ရှိတယ်အဲ့ဒီကျေနော်ခမရဟူဘယ်လိုလဲဒေါက်တိုတူတူချာချာတူတူခေါက်ခေါက်လို့မပြောနဲ့လေအဲ့လိုမျိုးအဆန်မရှိအနစ်မရှိတဲ့ဟာတွေကနေပြီးတော့အဲ့လိုမျိုးတောပြောလိုက်တောင်ပြောလိုက်လုတ်တဲ့ခါကျတော့ပြည်သူကဘိုပေါက်ကွဲတာပေါ့ဘယ်တော့မှလည်းအဲ့ဒီဒေါက်တိုတူတူချာချာတူတူခေါက်ခေါက်ခမရပြည်သူတော်စော်စားစော်ကားလိုက်သေးတယ်တစ်ချိန်လည်းမဟုတ်ဘူးနှစ်ချိန်လည်းမဟုတ်ဘူး အဲ့တော့သူကအဲ့လိုမျိုးကိုလွတ်လပ်စွာနော်ဝင်ကြီးလို့လဲနာမည်ခံထားသေးတယ်ပြောချင်တာပြောလို့ရနေတဲ့ဟာကြီးကတော်လည်းကြီးနဲ့အဆင်မပြေဘူးပြည်သူနဲ့အဆင်ပြေမလို့ဒါကြီးကိုဘလို့အရေးယူလိုက်ပါတယ်ဆိုတဲ့ဟာကလည်းဘာသာမှမထွက်လာတဲ့ဒီမိုကရေစီအနှစ်သာရအဲ့ဒီလိုမျိုးကိုခမားတို့ရဲ့စိတ်ကတင်ချမှုရှိရမှာငါကတော့ဘာကံကွာငါကတော့ဘယ်ကထွက်လာတာကွာငါကတော့တတ်တန်းဘလောက်ရှိပြီကွာငါရဲ့အစင်လာကဘလားဟုတ်ပြီခမားတို့အဲ့ဒီဟာတွေတော့တံပိုးထားတဲ့လေးစားတယ် ဒါပေမဲ့လေးစားမှုဆိုတာက and ခင်ဗျာတောင်းယူရတာမဟုတ်ဘူးသူ့ဘာသူ and စုဆောင်ရရှိတာသူများကခင်ဗျားတို့ကိုပေးတာအဲ့ဒါကြီးကိုအတင်း create လုပ်ယူလို့မရအောင်အေးခင်ဗျားတို့လေးစားမှုကိုလိုချင်တဲ့ဂုံတိတ်ခါကိုလိုချင်တဲ့ခေါင်းဆောင်မှုနေရာကိုလိုချင်တဲ့ဆိုအဲ့ဒီခေါင်းဆောင်မှုနေရာနဲ့တန်နဲ့လောက်ဆောင်မှုကြင့်ကြံမှုပြောဆိုမှုအရာတွေအကုန်လုံးယူတယ် ်ပထမဆုံးကခမားတို့ကဘာလို့လဲဆိုတော့သဘောထားကြည့်မှုခွက်လွန်နိုင်မှုမြစ်တာပြနိုင်မှုအဲ့ဒါတွေလိုတယ်ခမားတို့ရှုရမှာတွေကအတ္တဒီမာမာနာတွေဂုံကြီးဖေရှားမှာကမတရားလုပ်မှုတွေအကျင့်ပြချစားမှုတွေခိုးမှုတွေဝတ်မှုတွေမဖြစ်တဲ့နာကဖုံးနာတာကြီးဖိတာကြီးဖားတာကြီးဒါတွေကိုဖေရှားပြီးတော့ရတဲ့အချိန်မှာစီယုံရေးစွမ်းရည်ကိုပြန်ပြီးတော့ညှင့်တင်ကြဖို့လိုတယ် စီယုံမှုကိုလည်းလုတ်စေခြင်းလေအဲ့လိုလုတ်ဖို့ကတော့ဘုဒ္ဓမာတာဝန်ရှိလဲဆိုရင်ဥစ္စာမှုနေရယူထားတဲ့သူတွေကပိုတာဝန်ရှိတယ်အဲ့တော့ပရမအဆုံးခင်ဗျားတို့လုတ်တင်တာကခင်ဗျားကျွန်တော်တို့ကလည်းခင်ဗျားတို့ဘာတွေလုတ်ပါဆိုပြီးတော့တစ်ချိန်လုံးထောက်ပြဝေဖန်နေရမယ်အစားခင်ဗျားတို့ကိုကငကိုတွေကဖြစ်တင်ခဲ့တာကခေါင်းဆောင်ဆိုသောပုံကိုယ်တွေအကုန်လုံးငကိုတွေကဖြစ်တင်ခဲ့တာကအေးတူတူခါကတူတူချာချာမင်းပြောတာအရန်လွန်နေပြီမင်းပြောတာကပါဇက်ကလူကြုံမောတွေတအားဖြစ်နေပြီ နောက်ဆုံးဝန်နေ public ကိုချပြလိုက်ပြည်သူရှေ့မှာထွက်ပြီးတော့တောင်းပန်လိုက်ဒါမဖြစ်သင့်ပါဘူးဒါမျိုးစတဲ့တာဝန်ယူမှုတာဝန်ခံမှုမိမိအတွင်းမှာလည်းမိမိအရေးယူမှုဒါမျိုးတွေသိဖြစ်သင့်နေတခါဘလို့တွေဖြစ်သင့်တယ်လဲအလွယ်တကူဆက်သွယ်လို့ရသင့်တယ်တခါဆက်သွယ်ပြီးလို့ရှိရင်လည်းခင်ဗျာဒီနေရာမှာတော့ဒီလိုဖြစ်နေတယ်ဒီလိုဖြစ်နေတယ်ဆိုတဲ့ဟာပြောလိုက်ပြီးလို့ရှိရင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့အခါကြလို့ရှိရင်ဘာမှမလာတော့ဘူး၃လေးနဲ့ကြာတဲ့အခါကျရင် update လည်းမဖြစ်ဘူးဘာအောက်ကမ်းမှလည်းမဖြစ်ဘူး ဒီလိုမျိုး communication breakdown နေလဲမဖြစ်တဲ့အဲ့ခင်ဗျားတို့ကဖြစ်တင်တာကပထမဆုံးကျွန်တော်တို့ဒီဒီလိုမျိုး public ကိုစီယုံရေးစွာရေးမှာချွတ်ချော်ဒိမ့်ပါခဲ့တဲ့အတွက်ဒီအားနဲ့ချက်ကိုကျွန်တော်တို့သိပြီဒါကြောင့်မလို့ကျွန်တော်တို့ပြုပြင်မယ်ပြုပြင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းဆုံးမပါကျွန်တော်တို့ကလည်းဘလို့ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ကိုပြောပါကျွန်တော်တို့ကလည်းပြည်သူ့ရဲ့အစေခံကြုံဖြစ်ကိုနိုင်ငံကုံ၆ပါးနဲ့နော် မေတ္တာတရားနဲ့သီးခံခြင်းတရားနဲ့မိမိကိုယ်ကိုနှိမ်ချမှုနဲ့ပေးဆက်မှုနဲ့အဲ့ဒီတရားတွေကိုရှေ့ထားပြီးတော့ပြည်သူကိုမတူညီတဲ့အမြင်ရှိတဲ့ပုံကိုယ်တွေကိုချစ်ကြည်ရောက်စီယုံရေးကိုလုတ်ပါလို့တိုက်တွန်းနှိုးဆော်ကြတာဒါတိကျွန်တော်တို့ຫນွေဥတော်လေးတစ်ခုတည်းမဟုတ်ဘူးအဲ့တော့ခမည်းတော်အခု နှုတ်တော်လေးမှာလူမျိုးတူတယ်လို့ပြောလို့ရတဲ့သူတွေပေါ်မှာတော့ခမည်းတော်ပြောဆိုလောက်ကိုင်းဆက်ဆံဘုံကြီးကကျန်တဲ့ဒိုင်းလာတွေဖက်ဒရယ်ကြီးကြည့်တယ်ခမည်းတော်ကြည့်နေတာဆုံးဖြတ်နေအမှတ်ပေးနေတာဟာဒီကောင်တွေကနည်းနည်းလေးနော်ဟိုလေကားလေးတစ်ဆက်လောက်အပေါ်ရောက်သွားတယ်ဒီကောင်တွေတောက်ချိုးကတောက်ချိုးမပြေပါလားဟာဒီကောင်နေခွေးပြည့်ဝပြည့်ပြေးလာတော့ကတော့ဒီကောင်နေရဲ့ပုံစံကနော်ခြေတုပ်ပစုံမွေးစွဲကျိုးလို့လို့ဘာလို့လို့ ਨੇ ခမင်းလဲဝါဒီကောင်တွေကတောက်ချိုးကတမျိုးပြောင်းတာပါလားတိုင်ဟန်းသားလူမျိုးစုတွေကအကုန်လုံးကြည့်နေခမညာနှစ်ပေါင်း80အဒီကောင်နေပြောတယ်ဖက်ဒရယ်တို့ဒီမိုကရေစီတို့ပြီးတာခမညာလာမပြောနဲ့ဖော်ရှော့မလုံးနဲ့ခမညာကြည်နေတာပြီးတော်စုအထီကိုသွားထီတယ်အဲ့တော့တူတူချာချာဤမိုက်ရိုက်မှုစုတ်ပဲမှုခမညာတို့တဖွဲ့တယ်မဟုတ်ဘူးຫນွေဥတော်လည်းတစ်ခုတည်းမဟုတ်ဖက်ဒရယ်အထီသွားထီတယ်ဆိုတော့ကျွန်တော်တင်ပြတင်တာအဲ့ဒါကြောင့်မလို့ယနေ့အချိန်မှာ နော်ရွေးဦးတော်လည်းအောင်မြင်ဖို့ဆိုလို့ mass scale media ရဲ့ money ရဲ့ military ရဲ့ဆိုပြီးတော့ MG လေးလုံးဒေါက်တိုင်ကြီးကိုဟန်ချက်ညီညီလောက်ချတဲ့ကြရကြောင်းကိုကနေစပြီးတော့နှိမ်ချကြောင်းကိုကနေစပြီးတော့တကယ်ကိုငြင်းချင်းနဲ့ပူပေါင်းဆောင်ရွက်ကိုလိုလုံးလိုလားကြောင်းကိုကနေစပြီးတော့ unity in diversity မတူကွဲပြားမှုတွေကိုကျွန်တော်တို့တွေတိဆောက်လို့ရကြောင်းကိုကနေစပြီးတော့ agree to disagree မတူကွဲပြတ်မှုသဘောမတူမှုတွေကိုကျွန်တော်တို့သဘောတူနိုင်တဲ့အကြောင်းကိုကနေကနေစပြီးတော့ကိုအဖွဲ့စည်းကနေစပြီးတော့နိုင်ငံရေးဂုံတိုက်ခါဒါကိုပြကြဖို့အဲ့လိုပြတယ်ဆိုတဲ့နေရာမှာလဲလေလေးပဲမရပဲနဲ့မိမိနဲ့တကွာမိမိအဖွဲ့စည်းခေါင်းဆောင်များတာဝန်ယူထားသောပုဂ္ဂိုလ်တွေအကုန်လုံးကခြေတုပ်ပစုံမွေဆွဲကြိုးကဲကတူပီသူဤအစေကပီသူကျွံဖြစ်အပြောလာမဟုတ်ဘင်းနဲ့လက်တွေ့လှုပ်ဆောင်ကြမှတ်တာလေးရဲ့ ကျွန်တော်တို့နောက်တစ်ဆင့်တက်ချင်တဲ့ပီသူအခြေပြုပီသူစစ်တော်လန်ရဲကြီးကိုတက်လန်းလို့ရမှာဖြစ်တယ်ဆိုတဲ့ဟာကိုတင်ပြရင်းနဲ့ရေးတော့ဘုံမုတ်ချအန်ဂိုအာမီအန်ဂိုအာမီအောင်ရမီကျွန်တော်ကဒီရေးတော့ဘုံကအောင်မလဲရပါကျွန်တော်မှရွေးစရာလမ်းမရှိဘူးနော်ရွေးစရာလမ်းကိုဘာမှမရှိဘူးဒီတော်လန်ရဲကြီးကိုအောင်မြင်မှုကိုအရယူခြင်းမှတပါတခြားမရှိဒီကောင်တွေဈေးတို့ရှိနေတဲ့ွေဒုက္ခတွေဖြစ်နေ မြန်မာပြည်သူတွေအကုန်လုံးကလူငယ်ရဲကိုအမြဲတမ်းရောက်နေမှာဆိုတော့ကိုကျွန်တော်ထပ်ပြီးကြေပြတ်လိုက်ရပါတယ်